နော်တမူးရလို့တပည့်လူဆိုတဲ့အခြေအမျိုးဥစဉ်တို့ကြားဖို့တယ်အခုတေတကူတို့စေကိန်းသားတို့ရရှိထားတဲ့တမူးဆိုတဲ့အချိုးသားနဲ့တပည့်ဆိုတဲ့အချိုးသားကိုပြန်တွက်ကြည့်မယ်ဆိုရင်ရရှိတဲ့တမူးရဲ့အောင်မှာတပည့်တောင်ပြည့်အောင်လှူထားမဟုတ်ဘူးမာဘီမာဘလောက်ဒီဒီဆရာနာရှင်နေမြတ်တာတွေခန်းချောက်သွားလို့ဆိုတော့လူတွေကိုသူ့ပတ်စံနဲ့သူသွားကူပြီးသွားလှူမဲ့ဒီတရာတရားရှိတဲ့အလူရှင်တွေကိုသူက ထောက်ခံတာအထက်လိုက်နေ။အင်းထောက်ခံပြီးလားဒီဒီဟိုတိုင်းပြည်ကိုအရမအာနာသိန်းနာကောင်တွေကထောက်ခံတာ။မြက်ကြီးအသက်ကလေးတငယ်တွေရဲ့အနာဂတ်နော်စီးစိမ်အုပ်စာပစ္စည်းအဲ့ဒီအရာတွေဆုံးရှုံးပြီးဒီအရာတွေကိုကူရမဲ့ရမယ်ဟာကိုဂျားအနေဖြတ်ပြီးဒီလိုစီးတာတယ်နောက်ဆက်တယ်ပြီးရင်ကိုယ့်ရီထဲထည့်တယ်ဆိုတာကသူတို့ရဲ့မြက်ကြီးတွေကိုချီဆေးတာပဲကျွန်တော်တို့ရဲ့သားစဉ်မြေဆက်ကိုနော်မှားခဲ့ဖို့တစ်ချက်ပဲရှိပါတယ်။ စစ်အာဏာရှင်ဖြစ်ဖို့အတွက်ကိုနံပါတ်1တိတ်ခါမေ့ရမယ်။နံပါတ်2အရှက်မေ့ရမယ်။အရှက်မရှိတဲ့လူအရှက်မရှိတဲ့လူတိတ်ခါမေ့တဲ့လူကလည်းအာဏာရှင်ဖြစ်တယ်။အားလုံးပဲတော်လန်တော်နေတဲ့ဖြစ်ပါစေ။ဘာသာရေးကပြောတဲ့နိုင်ငံရေးတကားစီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဦးသိန်းတို့ဒီကနေ့မှာတော့မြန်မာနိုင်ငံမှာကြုံကြိုက်ခဲ့တဲ့မြေကလင်းကိုအကြောင်းပြုပြီးတော့မဘာသာတွေစိမိတာစစ်ဘလူးတွေရဲ့ ပြည်သူကိုစာနာထောက်ထားမှု မရှိတဲ့အတွင်းစိတ်တရံတွေနဲ့ပတ်သက်ပြီးတော့ဗျာဆရာမောင်စိုးချိန်မလနာဟာဘက်ကာဒီဆရာဦးစွန်နေဦးတိခါတော်ရဆရာတရာပေသူနဲ့အတူဆွေးနွေးထားတဲ့ဆွေးနွေးချက်တတိယပိုင်းကိုတင်ပြလိုက်ပါတယ်။ပြည်သူလူချင်းရေခဲကြောင်ရောင်းပြီးတော့မှသူ့မှာရှိတာတွေအကုန်ပုံပြီးတော့လူနေကြတဲ့ပြည်သူတွေရှိတယ်ဗျာ။ နော်ဟိုဖက်တီမာတို့ဆိုလို့ရှိရင်သူအချိန်ပေါင်းရောင်းလို့ရတဲ့ငွေတွေသူမီးဖွားဖို့အတွက်စုဆောင်းတာတွေပုံပြီးလှူးနေတာနော်ရှိတဲ့အရာတွေအားလုံးကိုအိတ်ထုံပါမောက်လှူးနေတာတာမန်ပြည်သူတွေကလှူးနေတာပြောချင်တာကသူတို့ရဲ့ပိုင်ဆိုင်မှုရဲ့လေးပုံတပုံကိုလှူလိုက်ရင်တော့မှလုံလောက်နေတဲ့အနေအထားမျိုးနော်တမူးရလို့တပဲလူဆိုတဲ့အခြေအမျိုးဥစဉ်လို့ကြားဖို့တယ်အခုတေတကူတို့စေကိန်ထတို့ရရှိထားတဲ့တမူးဆိုတဲ့ အချိုးသားနဲ့တပည့်တွေအချိုးသားကိုပြန်တွက်ကြည့်မယ်ဆိုရင်ရရှိတဲ့တမှုရဲအောင်မှာတပည့်တောင်ပြည့်အောင်လှူထားမဟုတ်ဘူးရှေ့မှာလုတ်ကွက်လေးပြပြီးတော့မှဟိုဘာမှမပူနဲ့ဖုံးဖုံးရှိတယ်ဆိုတော့ဟိုဟွာဘောသမိုင်းကြောင်းကိုပြန်ထိန်းနေသလားတော့မသိဘူးပေါ့နော်လမ်းတလားပြတယ်အိတ်ကြတော်တွေပြတယ်ဟိုမှာသူနေတွေ့တဲ့ကမှာအာကိုးရာနော်ပြည်သူတွေကတော်တော်အာကိုးတယ်နော်ဒီဖုန်းကြီးတွေကိုခြေခြေသလုံးပြည့်ဖက်ပြီးတော့ငိုယူပြီးတော့ကဲပါယူပါဆိုပြီးတော့အဲ့ဒီရဲ့မျက်ရည်တွေကို သူတို့ဘလို့ခံစားကြတာတော့အဲ့ဒါပြောတာပဲပေါ့ပေါ့တကယ်တော့ဆောဆောကပြောတာအဲ့ဒီဟာပါလူတွေရဲ့အတွင်းစိတ်သဘောထားဆောဆောဆရာပြောသလိုပေါ့ attitude နော်ဒီအတွင်းသဘောထားတွေကဒီလောက်ထိအောင်လူတွေရာဒုက္ခဒုက္ခတွေရောက်ပြီးတော့ဒီလောက်ထိနေစရာမဲ့ခိုကိုရာမဲ့စားစရာအခက်အခဲဖြစ်တချို့လေးတွေရေးကြတယ်မလားပတ်စံတော့ရှိခဲ့တယ်ဆရာရဲ့ဒါပေမဲ့အခုကပါသွားပြီနော်ဟိုတွေ့ပစ္စည်းတွေယူလို့မရနော် ဆိုတော့သူများလာဝေတော့လေယူကမလို့လို့ဟိုမယူရမလို့လို့ဥတော်အန်တန်လေးတွေနဲ့သူတို့ခင်ဗျာသူတို့လည်းလက်ပြမလုံတဲ့ဟာလေးတွေဟိုရှိတယ်အဲဆိုစမ်းလိုက်တော့နိုင်ငယ်တယ်သူတို့ကနော်ဟိုအတိုင်းတာတစ်ခုထိရှိခဲ့တယ်ဒါပေမဲ့အခုကမရှိတော့ဘူးပါသွားပြီအိမ်လည်းမရှိတော့ဘူးပြိုပြီးဟိုမှာဟိုပစ္စံလဲဟွာလွတ်လို့မရတော့ဘူးပြုတ်အုပ်ခွက်တော့မရှိတော့ဘူးလေဆိုတော့ဒီလိုအခြေအနေမျိုးစိတ်ခံစားချက်မျိုးတွေနဲ့ခန္ဓာဆင်းရဲစိတ်ဆင်းရဲပြီးဒီလိုဖြစ်နေတဲ့လူတွေကိုအမြန်ဆုံးအထောက်အကူအဖြစ်ဆုံး ကူမကဲမအမဲသူကဲမအမဲတာဝန်အရှိဆုံးဟိုအဖွဲ့အစည်းရတိုင်းပြည်မှာအစိုးရလို့ကိုကိုကိုခံယူထားတဲ့နံပါတ်ခံထားတဲ့တာဝန်ရှိတဲ့သူတွေပဲဗျနော်အဲ့တော့ပါသူတို့ကဒီဟာကိုမလောက်တဲ့အပြင်တောင်မှလောက်တဲ့လူကိုစီအခုဆိုမိနစ်တနည်းရာစီကန်ချက်တွေထွက်လာတာဟုတ်လားလူလာတော့မကုတ်သွမ်းတက်ကိုလူလို့မရတော့ဟုတ်ကဲ့စိုးဝင်စိုးဝင်ဟုတ်လားပါတယ်ဟိုကထောက်ခံချက်ယူရမယ် တင်ပြရမယ်။နောက်ခေတ်တော့လည်းတင်တာဒါပဲ။လူလည်းထောက်ခံရယူရတယ်။ तू ကသွားလူမဲ့ကားလည်းထောက်ခံရ तू ကသွားမဲ့လူတွေကတနည်းအားကို तू ကပြည်သူလူတို့ကိုကူညီဖို့အတွက်မြန်မာပြည်မှာဘလောက်ထိဒီဆရာနာရှင်တွေမြေတားတွေခန်းချောက်သွားတယ်ဆိုတော့လူတွေကိုသူ့ပတ်စံနဲ့ तू သွားကူပြီးသွားလှူမဲ့ဒီတရားတရားရှိတဲ့အလူရှင်တွေကိုသူကထောက်ခံတာအထက်လိုက်နေအဲထောက်ခံပြီးတာဒီဒီ ဟိုတိုင်းပြည်ကိုအရမအာနာသိန်းနာကောင်တွေကထောက်ခံတာဟုတ်တယ်ဟုတ်တယ်အမေသူကထောက်ခံကြတယ်သူကလည်းတပိတော့တင်มาတယ်ဒီအာနာကိုတော်တော်ယူထားပုံရတယ်ဟုတ်ဒီထောက်ခံကြလေးလက်မှတ်ထိုးလိုက်ရင်ကိုပြော1949တွေကပါဗျာဟုတ်ပါဟုတ်ပါဆက်ဆက်ဆရာပြောခဲ့တာအဲ့ဒီဟာကိုခြေသတိတဲလာတာကိုခြေခံတာပေါ့လေနော်သူကအဲ့မှာဆရာပြောလို့တခုလေးသတိရလို့ပြီးတော့ဟောပေါ့ဖြည့်တာမဟုတ်ဘူးနှမ်းဖြူတဲ့သဘောပေါ့ဆိုတော့အဲ့ဒီမှာဗာပြောကြတယ်ဆိုခုနပြောတဲ့ပတ်စံချမ်းသာတယ်ဟုတ်ကို့မှာလည်းပတ်စံရှိတယ်ဟုတ် ရုပ်ရုပ်ချီးတို့မှာလက်မဲ့ဖြစ်သွားတာဟုတ်ရုပ်ချီးအခြေခံလူသားသားဖြစ်သွားဟုတ်ဆိုတော့တပိတော်ကလေတပိတော်နေခဲ့တဲ့အရက်တွေရှိတယ်အဲ့ဒီအရက်တွေမှာလေဒီငလျင်တောင်ပြည့်ပြည့်ထန်ထန်ခံကမီဒီယာတွေမှာပရာဟိတအသင်းတွေမှာအင်းအင်မတန်တမန်ကာလတွေမှာတို့ဟာဘသူနဲ့မှမပတ်သက်ဘူးခတ်တန်းတန်းခတ်ချစ်ဘောအခုခေတ်စားနေပြောခတ်ချစ်ချစ်ပဲနေခဲ့တဲ့သူတွေဓာတ်ပုံတွေထဲမှာတို့ထမင်းလုပ်လေးနေတယ်ကျွန်တော်တော်တော်စိတ်မကောင်းတာဟုတ် တတိယတော့သူတို့ကြည်ရခဲ့တာမဟုတ်ဘူးကြည်မြင်ရတဲ့သူတွေလည်းပါတယ်ဟုတ်ကဲ့ဒါပေမဲ့လေဘလို့စိတ်ဖြစ်သွားလဲဆိုတော့ဒီလိုလူတွေကိုအတ္တမတွေဗီဒီယိုတွေရဲ့မျက်နှာလေးတွေငဲလို့သူတို့ကြည်ပြီးတော့လေစိတ်ထဲမကောင်းလိုက်တာ အော်သူတို့ကသူတို့ခတ်ထန်ထန်ခတ်မာမာဘဝတစ်ချောင်းလုံးဖြတ်သန်းခဲ့တဲ့ဒီပုံကိုယ်တွေကိုယ့်အပေါ်မှာလည်းကောင်းမထားပါဘူးသို့တော်ညာလည်းဒီလူတွေအပေါ်မှာတော့မှတပိတော့လေတနာလိုက်တာသူတို့ဘဝလေးအခုတို့ရုပ်ချင်းချက်ချင်းကာကြီးကနေရပ်ပလက်လိုပုံစံဖြစ်သွားတဲ့ဘဝလေးတွေကိုဟုတ်ကဲ့ ဟိုဒီမှာသွားလူတဲ့လူတွေလည်းမေတ္တာရက်ခံကြတာကဓာတ်ပုံတွေပါလေကိုယ့်ရဲ့မှတ်တမ်းအတွက်ရိုက်ပါလူတွေရဲ့ဂုံသိက္ခာတွေတော့ဓာတ်ပုံတွေရဲ့ဗီဒီယိုတွေမထည့်ဖို့ဒီ online နဲ့ပါအသုံးပြုတဲ့အခါလည်းနည်းနည်းဒါကတော့သတိထားရိုက်ပါဟုတ်ပါတယ်တချို့အဖွဲ့တွေကအဲအလူရှင်တွေစီကပတ်စံလက်ခံတယ်တစ်ဖက်မှာလည်းပြန်ပြီးတော့ဒီလိုတွေကျွန်တော်တို့လူပါတယ်ဆိုတာကိုပြရတယ်မှန်တယ်လက်ခံတယ်ဒါလုပ်ငန်းသဘောအရာသူတို့ရဲ့ criteria တွေရသတ်မှတ်ချက်တွေရလောက်တယ်မှန်တယ်သို့တော်ညာလည်းလောက်တဲ့နေရာမှာလည်းထိမ့်နေတဲ့တချို့ဆိုဗီဒီယိုကြီးရိုက်ပြီးတော့ ဆရာဘယ်နှခုဘယ်နှယောက်သေသွားတော့အဲဆရာဘယ်နှယောက်သေသွားတော့သူ့ဘာဖေးမရှိတော့မေးမရှိတော့ဘူးလူလူခိုင်းမှာကောင်းပါတယ်နေရာဒေတာလေးပြော location လေးပြောလိုက်ဖုန်းနံပါတ်လေးထည့်ပေးလိုက်အဆင်ပြေပါတယ်ခင်ဗျားတို့လူတာကိုလည်းတပိတော်တို့အစ္စလာမ်မှာဆိုရင်လူတွေကိုပြစားပြီးလူတာမရဘူးဒါပေမဲ့လူတွေကိုဒီလိုလူရတယ်ဆိုတာသိအောင်လို့လူပေးတာလဲမော်မြတ်တယ်သို့တော့ လူမသိအောင်လူတဲ့အလူကတော့ပိုးမုံမြတ်တယ်။ဟုတ်။ဒီနောက်ဆုံးဒီကဘာပြတ်မှန်းနေကေယာမတ်လို့ခေါ်တာပါ။ပြန်ပြန်လဲရှင်ပြန်ထမြောင်းရမှန်းနေမှာ။အလောရှင်မြတ်ရဲ့မဟာကရုဏာရဲ့အရေးတော်အောက်မှာနေရမယ့်လူကညာဘက်ကလူပြီးဘယ်ဘက်ကမသိစေတဲ့လူပါ။အင်မတန်ပူပြင်းတဲ့နေမှာကရုဏာရဲ့အရေးမှာခူရမယ်တဲ့။ဒါကြောင့်မို့လူတဲ့သူတွေကိုလည်းဒီနေရာနဲ့အကြံပြုနေတာကလူပါ။သို့တော်ညာလဲ ဒီဘက်ကပုံကိုယ်ရဲ့သိခါတွေကိုဓာတ်ပုံတွေဗီဒီယိုတွေထဲမှာထည့်ပြီးတော့မထောက်ပေါ်တင်နေကြီးပေါ့နော်လောက်ကြပါလေလို့ပို့တပြီးတော့မြစ်တာဒါမြစ်တာရက်ခံတာပါဘာမှဝီဘာနာလည်းမဟုတ်ဟုတ်ပါဖြစ်တယ်လည်းမဟုတ်ပါတို့ရဲ့လူမှုကိုလည်းတပြီးတော့ကိုယ်တိုင်တို့လို့သူကမလူနိုင်ဘူးမှန်တယ်ဒါပေမဲ့တစ်ဖက်ကအလူလက်ခံရတဲ့သူတွေရဲ့သိခါတွေကိုလည်းထည့်တော်ပြီးပို့ဒီနေရာနေပြီးတော့မြစ်တာရက်ခံပါတူတာကတော့သာနာမှုနဲ့တူတာပေါ့နော်သာနာမှုနဲ့တူတော်ညာလည်းပဲတချို့ရဲ့အမားလေးတွေကဒီလိုအပ်ချက်အမားလေးတွေခြိတတ်တယ်ပေါ့နော် ။အဲကြတော့ဩငါဒီရဲ့အအကြောင်းအရာလေးကိုလူမျိုးကွန်ရက်ပေါ်မှာတင်မယ်ဆိုလို့ရှိရင်ဒါသူ့ရဲ့ခုံတိခါတွေပေါ့နော်။ခုံတိခါတွေထိခိုက်နေမှာလားဆိုစာနာမှုပေါ်မှာမြေရတံပတ်ပြီးတော့ပေါ့နော်။ဟိုဒီလိုစာနာမှုလေးထပ်ပြီးတော့ထပ်ပို့လိုက်ရင်တော့ပို့စာမှုလေးပေါ့နော်။ကောင်းတာပေါ့ကောင်းတာပေါ့အဲ့ဒါလေး။ဆရာဆဆွာအခုပြောခဲ့ပြောပြောနေကြတယ်ပေါ့ဗော။ဒါတွေကလည်းလူတွေရဲ့သဘောထားတွေပဲဗျာ။နော်။သဘောထားအတွင်းကထွက်လာတယ်ပေါ့နော်။သဘောထားအဲ့တော့ဒီစစ်အာဏာရှင်နဲ့ အခုလောလောဆယ်ပမာပြီမှာအုတ်ချုပ်နေတယ်အာနာကိုဟိုလွတ်ရဆော့ဆော့တော့ညီမတယောက်ကပြောတယ်သူကအာနာလွတ်တာမဟုတ်လေဆရာအာနာခိုးတာလားဟုတ်ပါဘူးဆိုဆိုအာနာလွတ်ထားတဲ့ဒီအာနာကိုလက်ထက်မှာဆုတ်ကင်ထားတဲ့သူတွေအနေနဲ့ဟာဒီဒုက္ခတွေကိုကုညီရမှာကယ်ဆယ်မှာသူတို့တာဝန်အရှိဆုံးဖြစ်ပြီးအခုကသူတို့ကတာဝန်ရှိဆုံးလူတွေကတာဝန်ရှိတဲ့ဟာကိုမလုပ်တဲ့အပြင်တာဝန်မဲ့တယ်လို့ဖြစ်ပြီးတော့မှာ အဲ့တာဝန်မရှိတဲ့လူတွေကတာဝန်ကိုယူပြီးတော့ကူရာကဲတာတော့သူတို့ကမလုပ်လေကန့်တာကန့်တာစီတာအမျိုးမျိုးဆော့ဆော့စကားလေးဂျွန်နီစနစ်တွေတုံးပြီးတော့လောက်ခဲ့ရုံမကသေးဘူးနောက်တစ်ခုကကဲဆော့ဆော့ဆရာပြောခဲ့တယ်2008နာဂစ်ကြီးဖြစ်ကြတော့ဝင်လာပြီရောပစ္စည်းတွေကနော် ပထမတော့ကျွန်တော်တို့သတင်းကြတာဟုတ်မဟုတ်တော့မသိဘူးဗျာပင်လယ်ဘက်ကနေပြီးတော့မှဟို US သမောကြီးကဝင်လာတယ်လို့ပြောတာဟုတ်လားဟုတ်ပါတယ်ဘာမှကြောက်လဲသတင်းထုတ်ပြန်ပါတယ်သူတို့ငါတို့လူဘယ်နှယောက်ပါတယ် volunteer ဘယ်နှယောက်ရေခါဘယ်လောက်မင်းတို့ရွာဘယ်နှယောက်ငါတို့ကဲနိုင်တယ်မင်းတို့ရဲ့လူဘယ်နှသိငါတို့ကဲနိုင်တယ်ဆိုတာမျိုးတွေသတင်းထုတ်ပြန်နေတဲ့နောက်ပိုင်းကျအဲ့ဒါကိုဒီဘက်ပင်လယ်ဘက်ကအဝင်မခံမင်းနဲ့လေစစ်ကနေအဝင်ခံတယ်အဝင်ခံပြီးဟိုကလူတွေကသူတို့ပစ္စည်းတွေဝုန်းဆိုချသွားပြီးလေမော်တက် ပြန်သွားရတာလေ အဲ့တော့ဒီပစ္စည်းကနောက်ဆုံးဘယ်ရောက်သွားလဲ။ဟိုမှာလာပြင်းစေးရောက်သွားတယ်။တင်းစေးရောက်သွား၊မင်္ဂလာတောင်တက်စေးရောက်သွားလေ။နောက်တော့ဖန်နေတဲ့အခါကျတော့အခုဆရာအဲ့လမ်းမေးလေးတွေမှာဟိုဟိုစိုင်းလေးနဲ့ရောင်းတာဟိုအဲ့တန့်လေးဒဲလေးလေခြေသေးတာအဲ့ဒါအဲ့ရလာတဲ့ပစ္စည်းတွေနော်ဒီရတွေတကယ်တော့အခုတည်းနေရာတိုင်းမှာအဲ့နောက်ပိုင်းကျမှာလောက်တာဟိုမှာဘူဆောင်တောင်ဆိုင်းမှာအဲ့ပုံစံလေးတွေယူပြီးတော့လောက်တာနောက်ပိုင်းကျတော့မှာအဲ့တော့ဒါတွေကအလွဲသုံးစားပြုမှုပဲနော်ခိုးလူတွေကဘဝမြိတ်အသက်ကလေးတငယ်တွေရဲ့အနာဂတ် နော်စီးစိမ်အောက်စားပစ္စည်းအဲ့ဒီအရာတွေဆုံရှုံပြီးဒီအရာတွေကိုကူရမဲ့ရမယ်ဟာကိုဂျမ်းအနေဖြတ်ပြီးဒီလိုစီတာတယ်နှောက်ရက်တယ်ပြီးရင်ကိုယ့်ရည်ထဲထည့်တယ်ဆိုတာကသူရဲ့မျက်ရည်တွေကိုချီစေးတာပဲဒါပဲလေသူတို့နှလုံးသားငိုကြွေးသံလက်ချောင်းသွေးကိုတောက်တာပဲဒီအရာကဒါပါလေသူတို့ရဲ့အတွင်းအတွင်းစိတ်သဘောထားအတွင်းအပြင်းအပင်းစိတ်သဘောထားဆော့ဆော့ဆရာချပြခဲ့တယ်လို့ပဲငါတို့ဒါလင်းနော် ငါတို့လုံမှန်ရမယ်ငါတို့ကအခုလည်းသူတို့ဆီရသွားဆိုအဲ့ဒါပဲလေဟုတ်မလားငါတို့လုံမှန်ရမယ်ငါတို့ကဲမှငါတို့ကတော့လုံမှန်သူတို့ကလုံတော့မလုံနေလဲအုတ်ခက်တစ်ချက်ချင်းစီကိုလက်ဆက်ငန်းပြီးတည်နေတာလေအဲ့ဒါသူတို့လုံတဲ့လုံတာလို့ပါတယ်တဲ့ဆရာနော်အဲ့ဒါသူတို့လုံတဲ့ဟာဆိုတော့ဒါပါလေအာနာရှင်ရဲ့အာနာရှင်စိတ်ဓာတ် ျွန်တော်တို့ကတော့ကျွန်တော်ကတော့ဒီလိုမြင်လာတယ်ဗျာအခုကျွန်တော်ကဒီလိုပါကျွန်တော်ကကျွန်တော်ကျန်းစာမှာဒီလိုရှိတယ်အရရနိုင်တဲ့ငိန်ဝက်ချမ်းသာစွာဖျားဝက်ကိုပြုရမည်အကြောင်းယောက်ျားအပေါင်းတို့သည်တန့်ရှင်းသောလက်ကိုခြည်၍ဆုတောင်းကြစေတဲ့ထို့သောဆုတောင်းသောအခါမင်းအာနာမစ၍အရရနိုင်ရှိသည်များသောလူအမျိုးအပေါင်းအယုတ်အလအမျက်၍အားလုံးတို့ဆုတောင်းကြစေဆိုကျန်းစာမှာလာတယ်ဆိုတော့ဒီဟာကရေပုံရဲ့အခြေခံသဘောတရားအရာလေးဆိုတော့ဆူတောင်းမြတ်တာပို့ပြီးပို့အဲ့တော့ကျွန်တော်ဆူတောင်းမြတ်တာပို့တယ် ကျွန်တော်စတောင်းကြတာပို့တဲ့ခါမှာဒီကျွန်တော်ရဲ့အတွင်းဝိညာဉ်ထဲမှာပေါ်ပြခြင်းခံရတယ်ဗျ။ဘာလဲဆိုတော့ဖျားခင်ရဲ့ဝိညာဉ်တော်ကဒါဒီလူတွေဟာမိစ္ဆာဝိညာဉ်ဇူအနာရှင်ဝိညာဉ်ဇူပုကတ်သွားပြီ၊ဆွက်ကတ်သွားပြီ။သူတို့မှာအော်တပါကသိသွားပြီ။ဒီ conscience ကတန်ပုကတ်ချင်းခံပြီ။အမိုက်မောင်းမယ်။ဘာလို့ဖို့လဲ။အနာဒီမြဲဖို့ရဖို့ငါတို့လို့ဖို့ငါတို့အနာငါတို့ပါဝါအဲ့ဒီကနေတဆင်ဆော့ဆော့ဆရာပြောတဲ့ထောက်ခံချက်ရေးပေးတဲ့ ပြူစောတိလိုလူမျိုးတွေအုတ်ကြီးလိုလူမျိုးတွေဟလားအရင်တော့အဆင့်တန်းမရှိဒါအဆင့်တန်းရှိတဲ့လူတွေမလုပ်ဘူးပေါ့ဗျာဒီလိုဆိုတော့အဆင့်တန်းမရှိဒီလိုလူတွေကလည်းဒီအာနာလေးဟာလေးကိုနော်အယိုးရင်းလေးကိုကာယာပြီးတော့မှဒီပုံမှာရင်မှုပြီးဆရာအဲ့ကျွန်တော်ထင်တယ်အဲ့ထောက်ခံချက်ဆိုလဲလက်ကားရဟန်မတူဘူးနော်အဆန့်ပေးရမှာတရားတွေရလဲနော်ဆိုတော့ဒီသဘောတရားတွေရထင်ရှားနေတယ်ဒါကြောင့်မလို့တရားကြီးကိုကျွန်တော်တို့ကဒီတိုင်းနေလို့ဘယ်လိုလုပ်ရမလဲဆရာနော်ဟုတ်တယ်နောက်တစ်ခုက ဆရာရဲ့ဒီနာဂစ်ကာလမှာကျွန်တော်ဟိုကကျွန်တော်တို့ဗီဒီယိုဖိုင်တစ်ခုကြည့်ရတယ်အာအဲ့ဒီအချိန်မှာမောင်မောင်သိန်းစိန်ပေါ့နော်အဲ့ဒီနာဂစ်ဖြစ်တဲ့လူတွေစီကိုတွားတယ်ဟွကိုလည်းရောက်ကသူ့မှာဘာမှပါမလာဘူးဟုတ်တယ်မှန်ပါပါတကယ်နောက်ပြစ်ပြီးတော့လေးမအောက်ကသူတည်းလက်ကိုလေးချီလို့သူတို့လောက်ဗီဒီယိုနဲ့ချီချမ်းတာလားသူတို့လည်းချီ ခေါက်ဆွဲကြောင်လေးမျိုးယူသွားနိုင်လို့လားမယူနိုင်ဘူးဒီဒုက္ခတွေတွေရှားထဲမှာဘာမှမပြီးပဲမျက်နှာပြောင်းတိုက်ပြီးသွားနိုင်တာဒီဆက်ရနာရှင်ကောင်းလိုက်တာပေါ့ပေါင်းသိပြောတာကောင်းလိုက်တာပြောတာအဲ့ဒါပြောတာလေသူ့ရဲ့ပိုင်ဆိုင်မှုရဲ့လေးပုံတစ်ပုံလေးယူသွားရင်တော့မှလုံလောက်ပါနေလားလေးပုံတစ်ပုံမဟုတ်ရင်တော့မှသို့သော်လို့အဲ့ဒီတွေ့တဲ့လူတွေအတွက်ခေါက်ဆွဲကြောင်တထုပ်စီရရင်တော့မှသူတို့မှသူတို့သားတွေတွေသုံးဆွဲတဲ့အဲတခါထွက်ချော်ပင်ဖို့တော့မရှိပါဘူးဟာပါရှိရမှာတကယ်စိတ်ထဲမှာတဲ့လူပြည်သားတွေကိုဒေသနာလေးသိနေတာသူတို့တွေ တကယ်ရင်ပတ်ကြီးနဲ့တကယ်ကူညီမယ်ဆိုရင်ဒါပြောချင်တာကနော်အများကြီးထိရောက်ပါတယ်မရှိဘူးလေနော်ပြည်သူတွေကနေမှာခိုးထားတဲ့ဟာတွေတကယ်ဆိုပြည်သူရပြည်သူကသူတို့ရဲ့ကျေးဇူးရှင်တွေပါသူတို့ရှိလို့သူခိုးလို့ရတာလေစစ်အင်္ဂါရှင်ဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ရဲ့သားစဉ်မြေဆက်ကိုနော်မှားခဲ့ဖို့တစ်ချက်ပဲရှိပါတယ်စစ်အင်္ဂါရှင်ဖြစ်ဖို့အတွက်ကိုနံပါတ်1တိတ်ခါမဲရမယ်နံပါတ်2အရှက်မဲရမယ် အရှက်မရှိတဲ့လူအရှက်မရှိတဲ့လူတိတ်ခမဲ့တဲ့လူကလည်းအာနာရှင်ဖြစ်တယ်။အင်းအဲ့တော့ဆိုအာနာရှင်ကသဘောသဘာဝကတိတ်ခမရှိတော့တိတ်ခမရှိတော့အရှက်မရှိတော့အရှက်မရှိတော့ဆော့ဆော့ပြောတယ်မျက်နှာပြောင်တိုက်တာပေါ့ဗျာမျက်နှာပြောင်တိုက်တာပေါ့သူက dignity ပေါ့လူမှာတိတ်ခတွေရှိတယ်ကျွန်တော်တို့အသီးသီးမှာကျွန်တော်တို့ရဲ့လူသားတိတ်ခရှိပြီးသားဗျာသူကဆရာတော်တွေဖြစ်တဲ့အခါကျတော့နော်ဆရာတော်ဖြစ်တဲ့အခါကျတော့ကျွန်တော်ကိုခဏထားလိုက်ပါနော်ဒီဘာသာကြီးဆရာတော်တွေဖြစ်တဲ့အခါကျတော့ပို့ပြီးတော့တိတ်ခကြီးမားတယ်ဘာကြောင့်လဲဆိုတော့ဆုံးမဟုတ်လားတက်ဆိုင်ရဟုတ်လား အလားရှင်မြတ်ကတော်လည်းကောင်းထာဝရဘုရားသခင်ကတော်လည်းကောင်းနော်ဗုဒ္ဓကတော်လည်းဒီအဆုံးမတွေကိုယဉ်ကျေးမှုတွေကိုထိမ့်နေတဲ့ပုံကိုယ်တွေကပုံရသိက္ခာကြီးပုံရသိက္ခာမြတ်တယ်သူတို့နဲ့တရားစီပဲဆိုတော့ပြောကျင်တာကတိုင်းပြည်မှာခုနလိုအရှင်သခင်ငါတို့သာလည်းအရှင်ဖြစ်တယ်ငါတို့သာလည်းဟာလာသခင်ဖြစ်တယ်ငါတို့သာလည်းတိုင်းပြည်ရဲ့အခွင့်အာဏာမှန်သမျှကိုချုပ်ကင်ပြီးတော့စီမံနိုင်တယ်စီမံမဲ့လူတွေဖြစ်တယ်ဆိုပြီးတော့သူတို့ကိုသူတို့ right ပေါ့သူတို့ရဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့ဟို ိုကိုဖျားသခင်တင်မြောက်တာပေါ့ဗျာငါသာလဲသခင်ငါသာအရှင်ဖြစ်တယ်ပေါ့နော်အဲ့တော့ယုတ်တိကင်းမဲ့ဆိုတာ ਨੇ ကိုကိုတင်မြောက်ပြီးတော့အုတ်ချုပ်ဖို့အတွက်ဖိနှိပ်ဖို့အတွက်ကနှစ်ခုပဲခုနကပြန်ပြောမယ်ဆိုရင်နံပါတ်1 dignity မဲ့တော့သူတိခါလုံးဝမရှိပါဘူးနော် shine နော်အရှက်မရမယ် shameless ပေါ့နော်အရှက်ကင်းမရမယ်အဲ့နှစ်ချက်ပဲဆိုတော့အခုအရှက်ကင်းမဲ့ပုံလေးကိုနောက်နောက်ထပ်ပြောဖြည့်ကျင်တာကအေဘီလာ၄ရက်နေက58ကြိမ်မြောက် လူအခွင့်ရေး UN Assembly တက်တယ် Assembly ပေါ့အဲညီလာခံကြီးပေါ့နော်ညီလာခံကြီးမှာဒီစစ်အုပ်စုဟာဒီနေ့ဟာလာအပြစ်ကရက်ဆဲတယ်21ရက်အပြစ်ကရက်ဆဲတယ်သို့တော်လည်းပဲနော်တိတ်ခမဲ့တဲ့ဟာကိုကျွန်တော်တို့ပြောချင်တာပါအဲ့လိုကြီးညာပြီးတဲ့နောက်ပိုင်းမှာ28ရက်နေ့မှာပဲဘုံကျဲပြီอืม TNL နေမြေတွေကိုဟာလာနောင်ချိုးတော့ပါတော့ဘုံကျဲတယ်နောက်ကင်းပြီးနေဘုံကျဲတယ်တနေ့တည်းမှာပဲနော်လင်းနေဟာလာကင်းပြီးနေမှာဘုံကျဲတယ် နောက် DNA အဲ့ဒီမှာဘုံကျဲတယ်နောက်တော့ဘယ်မှာကျဲတယ်ဟုတ်တယ်အဲ့တော့အဲ့ဒါ20 20ချင်းနေ29ရက်နေမှာဗမောကိုဘုံကျဲတယ်မနေ့ကဒီပြော်လို့ဆွေးနွေးတော့ပေါ့နော်အဲ့လိုဘုံကျဲတယ်ဘုံကျဲတယ်ဆိုတော့သူကအပြစ်ကရက်စဲထားပါတယ်လို့ပြောတော်လေတယ်နော်တကဘာလုံးကသိနေတာက သူသည်ပင်လေလူသားလုံးကဆက်ဖြစ်နေတယ်။စိတ်ရာစုပ်ကောင်အဖြစ်နဲ့ဆက်ပြီးတော့လူတွေကိုဆက်တတ်နေတယ်။လူတွေကိုဆက်ပြီးတော့ဟလာခြေမုံနေတယ်။ပြည်သူလူအပြစ်မဲ့တဲ့ပြည်သူလူလူတွေဟောတတ်ဖြတ်နော်ဖန်းစီနော်မရင်းကျင်အဲ့သူ့လုံငန်းကိုဆက်လက်ပြီးတော့လုပ်နေတယ်ဆိုတာကိုကပလကနားဆက်ရှစ်ကျင်မြောက်ကုလသမဂ္ဂနော်လူအခွင့်ရေးနော်ညီလာခံကြီးမှာထုတ်ပြောတဲ့အခါကျတော့ तू ကပြန်ပြောတယ်ခမရတို့ရုပ်တိကင်းမဲ့ဆိုတာနဲ့မလုပ်ပါနဲ့ ဒီစကားကိုပြောဖို့တည်းဘလို့အရှက်မင်းရတယ်လဲဆရာတော်ဒါကတော့စွနေကျက်တတိယပိုင်းကိုတင်ပြခဲ့တာပဲဖြစ်ပါတယ်စွနေကျက်စတုထပိုင်းကိုနောရက်တွေမှာပြန်လည်တင်ပြပေးသွားမှာဖြစ်တဲ့အတွက်အားလုံးစောင့်မျှော်ကြည့်ရှုနိုင်တယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းပတ်အပ်ပါတယ်မြန်မာပြည်သူပြည်သားများတဘာဝအာနေရသမိတ်စာစစ်ဘလူးဘေးမှအများဆုံးကင်းဝေးအောင်ကိုယ်တိုင်အားထုတ်နိုင်တဲ့တော်လန်သူရဲကောင်းများဖြစ်ကြပါစေအားလုံးကိုကျေးဇူးတင်ရှိပါတယ်